အဲတို့ကတအုပ်ကိုဖက်သွားနေရင်နဲ့အထုတ်ကြီးတိုင်းကင်တာတနက်တို့တလက်လဲကင်တာတဲ့တကိုးလို့တင်ရတဲ့လူတယောက်ကိုတွေ့ခဲ့ပါရဲ့ဒါကြောင့် Ash ကပီကာချူးကိုတွားပြီးတက်ခတ်ခိုင်းပါရဲ့ဒါပေမဲ့ပီကာချူးကအရင်ဝင်မလာပဲတခြားပိုကီမွန်တကောင်ကအရင်ဝင်ပြီးတက်ခတ်ခဲ့တာပါပြီးမှတန်တာရှုနဲ့ပီကာချူးကတက်ခိုက်လိုက်ပါရဲ့ခုနကခွေးလိုမျိုးပိုကီမွန်နဲ့တူတဲ့တခြားကောင်တွေကများစွာရောက်ရှိလာပြီး Ash တို့ကိုဝိုင်းလိုက်ကြပါရဲ့ဂျင်းနီကလည်းရောက်ရှိလာခဲ့ပြီးတော့ခုနတကိုးထုတ်လို့ထမ်းထားတဲ့လူတယောက်ကိုတွားပြီးအောင်ဖေးမနေသေးတာပါ တကယ်တော့သူဟာတခိုးမဟုတ်ပဲသူ့ရဲ့ခွေးကိုလေ့ကျင့်နေပြီးတဲ့ဂျဲရရှိလည်းဖြစ်ပါတယ်။ဒါပြင်အဲ့ဒီပိုကီမွန်တွေကလည်းရဲပိုကီမွန်တွေပဲဖြစ်နေခဲ့ပါတယ်။ Ash ကသူ့ရဲ့ပိုကီဓာတ်ဆက်လေးကိုထုတ်ကြည့်ခဲ့ရမှာတော့ Growly ခွေးပိုကီမွန်တခင်းပုံမှာတစ္ဆာရှိပြီးတော့ Growly ကဟောင်းချင်း၊ကြိုက်ချင်းတို့ကို ပြုတ်လုပြီးသူတို့ကိုတိုက်ခိုက်ပါတယ်။ဂျင်းနီကတော့သူတို့တိုက်ခိုက်လို့မပြောမချင်း Growly တွေကတော့မတိုက်ခိုက်ဘူးလို့ဆိုပါတယ်။ဂျင်းနီက Growly တွေကိုတန်းစီခိုင်းလိုက်ပြီးတော့သူတို့ကငါတို့တကယ်ချင်းအစ်စ်တွေပဲ Hello လို့ပြောလိုက် K9 Squad ထုံးစံတိုင်းဒီမြင်ကွင်းကိုမှန်မြောင်းတဲ့တပ်ပင်ဘောကနေကြီးနေသူတွေကတော့တင်းရော့ကတ်တို့ဖွဲ့ပဲဖြစ်ပါတယ်။ကြည်သားရဲတွေလေးချင်းပေးထားတဲ့ပိုကီမွန်အုတ်ကြီးရက်စကတ်ကိုခနားလိုက်သွားခဲ့တဲ့အန်စတိုကတော့အယမ်းစာလုံးလို့ဂျင်းနီချက်ကျွေးတဲ့ဟာမန်သမားကိုအကုန်လုံးတီးထဲနေပါပြီ။ပီကာချူကလည်းသူ့ရဲ့ပိုကီမွန်အစားအစာကိုစားတောက်နေခဲ့ပါတယ်။အက်ကတော့ပီကာချူကိုဂရော်လစ်တူလိုမျိုးလေးချင်းကောင်းသားဆိုပြီးတွေးနေခဲ့ပါတယ်။ဒါကြောင့်ဂျင်းနီကိုဂရော်လစ်တူကိုလေးချင်းပေးတယ်လို့မျိုးပီကာချူကိုလေးချင်းပေးဖို့အက်ကတောင်းဆိုခဲ့ပါတယ်။ ဒီကြောင်းက Growlithe တစ်မျိုးတည်းကိုပဲလေ့ကျင့်ပေးတာဖြစ်တာကြောင့်တခြား Pokemon တွေကိုလေ့ကျင့်ပေးလို့မရဘူးလို့ဂျင်းနီကပြန်ပြလာခဲ့ပါပြီ။နောက်နေ့မနက်ကျတော့ဂျင်းနီကဝစ်စမုတ်ပြီးမနက်၄နာရီနှိုးပါတယ်။ပီကာချူးကို Growlithe နဲ့လေ့ကျင့်မယ်ဆိုရင်ဒီချိန်တေချာဘောက်ကိုထားရမှာပါ။ဒါပေမဲ့လေ့ကျင့်တာပီကာချူးတယောက်တည်းမဟုတ်ပဲသူ့တခင်ဖြစ်တဲ့ Ash ကချံမှာလေ့ကျင့်ရမှာပါ။ Ash ကတော့အာချောင်ခဲ့သမျှအေးအေးပြတ်ပါပြီ။လူလဲပင်ပန်းရပါဦးမယ်။ဒီလိုနဲ့အပြေးစတင်လေ့ကျင့်ခဲ့ကြပြီးတော့အခက်ခဲကြော်ရတဲ့လေ့ကျင့်မှုတွေလည်းပါဝင်နေခဲ့ပါရဲ့။ ဒါမှမဟုတ်ထုံးစံတိုင်းတလဲလေးပဲဖြစ်နေကြတာပါ။အဲ့ဒီအချိန်မှာပဲတင်တန်းရဲ့အုတ်နေရံကိုတိုက်ကဖောက်ထွက်လာသူတွေကတော့တင်မရော့ကတ်တို့ပဲဖြစ်ပါတယ်။တင်မရော့ကတ်တို့ကသူတို့ရဲ့ဆောင်ပုတ်ကိုရေရွတ်ပြီးတော့ပြန်ဝါတော့အဆိုပါ ground lee ပုံစံလောက်ထားတဲ့ကားကိုမောင်းလာခဲ့တာပါ။တင်မရော့ကတ်တို့က SO4 ဓာတ်ငွေ့ကိုပြင်ဆင်လာပါတယ်။ဆိုပါဓာတ်ငွေ့ရည်နဲ့မုတ်ထုတ်လိုက်ပြီးအဲ့ဒါတွေက ground lee တွေကိုအနက်ခံစွာပျောက်ဆုံးစေမှာပါ။နောက်ထပ်ငွေတစ်မျိုးကတော့စကားပြောတဲ့အတန်တွေကိုပြောင်းလဲစေတာပါ။မြောင်း Mystic Bro Ash Ketchan တို့ရဲ့အတန်တွေအကုန်လုံးကပြောင်းလဲကုန်ပါတယ်။ ။တန်ခွေကမျက်နှာပုံးတက်ထားတဲ့ဂျက်စီနဲ့ဂျိန်းတို့နှစ်ယောက်သာအတန်ကမပြောင်းလဲသွားတာပါ။ဂျင်းကြီးကတော့မင်းတို့ကတော့ဂျန်စီနေလည်းမသိဘူး။ငါမင်းတို့ကိုပိုင်နဲ့ကျူးကျော်မှုနဲ့ဖမ်းထားရလိမ့်မယ်။ရဲစခန်းကလည်းဖောက်ထွင်းနေတယ်။တင်းတို့ကတော့နောက်ထပ်ပြင်ဆင်လာတာတကူကတော့ရဲရရှိဝစ်စုံတွေပဲဖြစ်ပါ යි ။ဒါပြန်အတန်ပြောင်းဆက်တဲ့ဂျင်းကြီးရဲ့အတန်တိုင်းလိုက်ပြောပါရစေ။ဂျင်းကြီးရဲ့အတန်နဲ့ဆိုရင် Growly ရဲ့အမိန်နာခံမှလည်းဖြစ်ပါရစေ။တင်ရော့ကက်တို့ကဂျင်းနီကိုကျိုးနေတော့ဖို့ Growly ကိုခိုင်းလိုက်ပါတယ်။တင်ရော့ကက်တို့က Growly တွေကိုသူတို့ရဲ့ Fan Guard တွေကိုထည့်ခေါ်သွားပါတယ်။ အရေးရဲဆို Ash ကသူ့ရဲ့ Pokey Ball တွေကိုအခန်းထဲမှာထားမိရတာဖြစ်ခဲ့ပါတယ်။ Brown နဲ့ Misty ကလည်းမပါလာပါဘူး။ဒါဝင်မဲ့လည်း Jesse က Ash ရဲ့ပုံစံပြောင်းဝဲ့ပြီးတော့ Ash ရဲ့အတန်နဲ့စက်ကိုပြောင်းပြီးပြောလိုက်ပါတယ်။ပြီးကကျုပ်မင်းောင်ကကားထဲကိုအမြန်ဝင်စီခြင်းနဲ့လာပါမမြန်လာခဲ့။ Ash ကတော့မသွားနဲ့။အဲ့ဒါငါရဲ့အတန်ဆိုပေမဲ့အဲ့ဒါ Team Rocket ဖွဲ့ပဲ။ဒါဝင်မဲ့ Pikachu တကောင်ကတော့သူ့ရဲ့တခင်ကိုမှတ်မိနေခဲ့ပါတယ်။ Team Rocket တို့ရဲ့လောရဟာ Pikachu ပေါ်မှာတော့အလုံးမဖြစ်ခဲ့ဘူးလို့ဆိုရပါမယ်။ ဂျက်ဇီယာမိတ်ပေးမှုကြောင့် Growly တွေကတိုက်ခတ်ပေးမဲ့ Pikachu ကတော့လက်စစ် short type ပြီးပြန်လည်ခုခံခဲ့ပါတယ်။ Pikachu ကတော့လက်စစ်သုံးတာများသောလို့မိတ်လဲကြသွားပါတယ်။အဲ့ကျင်ဂျင်းလီပက်ကတချင်းဆူလိုက်တာကြောင့်အတန်နဲ့အားလုံးကပုံမှန်တိုင်းပြင်ဖြစ်သွားခဲ့ပါပြီ။ဒါကြောင့်ဂျင်းလီကလာပြီးသူ့ရဲ့ ground lead ကိုတင်မရော့ကတ်တို့ကိုတိုက်ခတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ ground lead တွေကလည်းသူတို့တစ်ဘွားလုံးကိုဂယူးဆိုင်ပေးခဲ့တဲ့ဂျင်းလီကိုပြန်လည်အမှန့်ရသွားကြပါတယ်။တချင်းဆူသူလိုပဲအတန်ပြောင်းတဲ့ဆက်ကလည်းပြတ်သွားတာကြောင့်ဂျက်စီနဲ့ဂျင်းကတော့မူလအတန်တိုင်းထွက်လာပါတယ်။မဟန်နော်မန်တီးတဲ့မြောင်ကတော့ကားကိုမောင်းပြီးထွက်ပြေးပါပြီ ငါကကြောင်ကကြောက်လေးဆိုတာသူတို့သိတဲ့နဲ့ဂျက်စီနဲ့ဂျင်းကလည်း growly ရဲ့လိုက်ကြတာကြောင့်ခွေးပြေးဝက်ပြီးပြေးရပြန်ပါရင်ဒီမှာရင် pokemon indigo လေးအပိုင်း90ရပြီးဆုံးသားပါရင်